ထိုင်းရောက်မြန်မာရွှေ့ပြောင်းလို့သမားတွေအနေနဲ့တရားဝင်စာတင်ကြောက်ခွေမရှိလို့နားလည်မှုရှုကလောက်ကင်နေတာတွေကိုရှောင်ပြီးတရားဝင်သတ်မှတ်ထားတဲ့အလုပ်တွေကိုသာလောက်ကင်မှု အလုပ်သမားကြီးဆောင်ရွက်နေသူတွေကတိုက်တွန်းပြောဆိုလိုက်ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ9ရက်နေ့ကထိုင်းနိုင်ငံအလဲပိုင်းစမွန်စခွန်ပြည်နယ်မြန်မာရွှေ့ပြောင်းစာတင်ကြောင်းတစ်ခုကို ထိုင်းအာဏာပိုင်ကရှောင်းတခင်ဝင်ရောက်စစ်ဆေးပြီးကျောင်းဆရာဆရာမ29ဦးဖမ်းဆီးခံရတဲ့ဖြစ်စဉ်နောက်ပိုင်း အခုလိုတိုက်တွန်းပြောဆိုလာကြတာပါထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သမားတွေအနေနဲ့ထိုင်းနိုင်ငံရဲ့ပညာရေးဆောင်ပုတ်ဖြစ်တဲ့ Education for All ပညာရေးကအားလုံးအတွက်ဆိုပေမဲ့လည်းမိခင်ထိုင်းနိုင်ငံသားအတွက်သာအတိကရည်ညွှန်းတာဖြစ်တာကြောင့်တတိထားဖို့လိုတယ်လို့မြန်မာပြည်သားများရေးပူးတွဲလှုပ်ရှားမှုကော်မတီ GACBE ဥက္ကဋ္ဌဦးမိုးကျိုးကအခုလိုပြောလိုက်ပါတယ်ဟိုမြန်မာရွှေ့ပြောင်းကြောင်းနေတည်ထောင်ပြီးတော့ ဆက်လက်ရှင်သန်ရည်ရည်ရတယ်ဆိုနှက်ကြီးပါတယ်လို့နော်ပညာရေးနှက်ကကြီးတယ်အဲ့တော့ထိုင်းနိုင်ငံရဲ့ပညာရေးစောင့်ဖို့ဖြစ်တဲ့ education for all ပညာရေးအားလုံးအတွက်ဆိုတာကမိခင်ထိုင်းနိုင်ငံသားတွေအတွက်ကိုပဲအဓိက highlight ရည်ညွှန်းတာဖြစ်တယ်မြန်မာလာအိုဗီယက်နမ်ကမ္ဘူချာဖြစ်ပြောင်းလူသားတွေအတွက်တိုက်ရိုက်ညွှန်းတယ်လို့ယူဆတော့ ယူဆရင်တော့မရသေးဘူးအဲသို့တော်လေမဲဆောက်ပါဝင်တက်ခဲ၅မျိုး ਨੇ ပြနောင်းခရိုင်အဆရှိတဲ့ထိုင်းပညာရေးဌာနတွေနဲ့နီနီကက်ကပူးပေါင်းဆောင်ရွက်တဲ့မြန်မာစာသင်ကျောင်းတွေကတော့ကိတ်ကြီးကြီးမားမားဆိုရင်ကြီးဟာမရှိပါဘူးအဲ့တော့အခြားခြားသောခရိုင်ဒေသတွေမှာရှိတဲ့မြန်မာစာသင်ကျောင်းတူထောင်ထားသူတွေကတော့ထိုင်းကဥပဒေနဲ့မညီပါဘူးစာသင်ကျောင်းတွေကတရားမဝင်ပါဘူး ဆရာသမားတွေကဘောပေါမဲ့ထဲမှာပါရှိတယ်။ခိုင်းကခွင့်မပြုတဲ့အလုတ်ကိုင်းကြီးတွေမှာစာပင်ကြားချင်းလည်းပါတယ်နော်။အလုတ်ကိုင်း28မျိုးခန့်တိုက်လို့နော်။အဲဒါကြောင့်မလို့ခွင့်မပြုပါဘူးဆိုတော့ဘာဖြစ်လို့ရှေ့တိုးတိုးပြီးတော့လုံပါလေ။အဲ့ဒါတွေကိုလုံမိရင်လည်းအမြန်ဆုံးရုပ်သိမ်းလိုက်ပါ။နောက်တလန်းတလန်းဆုတ်ပြီးတော့ထိုင်းနိုင်ငံခွင့်ပြုထားတဲ့အလုတ်တွေပဲလုတ်ပါလို့စေနာကောင်းနဲ့ကြေညာမောင်းခတ်ချင်ပါလေ။ တာပြီးထိုင်းဆိုရကသူတို့ကန့်သက်ထားတဲ့အလုပ်တွေကိုဝင်ရောက်မလုပ်ကန်ကြဖို့ကိုအတိပေးထားပြီးလောက်ကိုင်းတဲ့အလုပ်ရှင်နဲ့နိုင်ငံခြားအလုပ်သမားတွေအနေနဲ့ဥပဒေတွေကိုတင်းတင်းကြပ်ကြပ်တိုက်နာဖို့အလုပ်သမားဝင်ကြီးဌာနကလည်းတိုက်တွန်းထားပါတယ်တကယ်လို့ချိုးဖောက်မှုကိုတွေ့ရှိပါကအလုပ်ပါမဲမရှိတဲ့နိုင်ငံခြားအလုပ်သမားတွေကိုငားရမ်းလောက်ကိုင်းနေတဲ့အလုပ်ရှင်တွေနဲ့ဘတ်ငွေတစ်တောင်းကနေတသိန်းချတန်ငွေပေးဆောင်ရမှာဖြစ်တယ်လို့ ထက်ခါထက်ခါချိုးဖောက်ပါကထောင်နံတစ်နှစ်အပြင်တန်ငွေပတ်9000ကနေနှစ်သိန်းတမမဟုတ်တန်နရက်လုံးချမှတ်နိုင်တဲ့အပြင်နိုင်ငံကြအလို့သမားတွေကို3နှစ်ထိ9ရက်ခွင့်ပိတ်ပင်ထားမှာဖြစ်တယ်လို့သိရပါတယ်မြန်မာကျောင်းဆရာဆရာမတွေဖမ်းဆီးခံရတဲ့ဖြစ်စဉ်မှာကျောင်းအုပ်နဲ့ကျောင်းဒါရိုက်တာကအဓိကတာဝန်ယူရမှာဖြစ်ပြီးခလေးတွေနဲ့ဆရာဆရာမတွေရဲ့အနာကပ်ကိုတတ်တာနဲ့တူတယ်လို့မြန်မာရွှေ့ပြောင်းကျောင်းမှာစာသင်ကြားပေးနေတဲ့ CDM ကျောင်းဆရာ ဆရာအာကာကအခုလိုမှတ်ချက်ပြုပြောဆိုလိုက်ပါတယ်အဲ့လိုကြီးကြတာသူတို့လွန်သွားတာအထိုင်းအာဏာပိုင်းလွန်တာမဟုတ်ဘူးနော်ဒီလောက်လူကြောင်သား900လောက်ကြီးမှာမှာသူတို့ခွင့်ပြုချက်ကမပေးသားသေးတဲ့အချိန်မှာအာဒေသခံတွေအင်အားစုလောင်းတဲ့တကယ်တော့အင်အားစုဆိုတာလည်းဗမာအများကြီးဖြစ်မှာပါအဲ့တော့ဥစကုနာပြောခဲ့လို့ပဲတိုင်တန်းတဲ့လူရှင်အေးယူပေးရမတိုင်ရင်ဘာမှမဖြစ်ဘူးတိုင်ရင်ပြဿနာဖြစ်ပြီပဲ ဆိုတဲ့သဘောတရားကသူတို့မှာဥပဒေလွတ်ထွက်လို့နေရှိတယ်အဲဒါကျွန်တော်ဒီပန်းအောင်ကတိ CI နေမှာလုတ်ပိုင်ခွင့်ဆိုတာအခန့်တနဲ့ရှိတယ်။ဒါရင်အာနာပိုင်ပညာရေးဖွင့်စည်းတွေနဲ့음ထိစက်ချိစက်ပြီးတော့မှသူတို့ရဲ့ခွင့်ပြုချက်ပေးမှဒီမှာရှိတဲ့အခြားမိုက်ခရန်ကြောင်းတွေလိုမျိုးတည်ရငွေဖွင့်တင်တယ်။အဲလိုခွင့်ရေးမရှိဘဲနဲ့ဖွင့်ချလိုက်တာကြီးကကလေးတွေရဲ့အနာဂတ်ကိုဒီကုညီတင်ကြပေးနေဆရာဆရာတွေရဲ့အနာဂတ်ကို တတ်လိုက်တယ်နဲ့အတူတူပဲအဲတာဝန်ခံပြီးဖွင့်တဲ့တာဝန်ခံကြောင်းလားဒရိုက်တာလားသူ့ပုံမှာဒီလောက်လလားတာဝန်ရှိအဓိကတာဝန်ကသူ့ပဲသူ့ကြောင့်ဖြစ်သွားတဲ့ကိစ္စဒီတာဝန်ယူရမယ်သူရှင်းပေးရမယ်ထိုင်းဆိုရကနိုင်ငံခြားအလို့သမားတွေအတွက်အလို့ကန်28မြို့ကိုကတ်သက်ထားပါတယ်။မြန်မာကျောင်းဆရာ29ဦးဖမ်းဆီးခံရတဲ့ပြည်စင်ဟာပထမဆုံးအကြိမ်မဟုတ်ပဲ ပြီးခဲ့တဲ့စက်တင်ဘာလတောင်းကထိုင်းနိုင်ငံတောင်ပိုင်းဇွဲထာနေခရိုင်တဲကမြန်မာစာတင်ကြောင်း6ကျောင်းလဲပိတ်သိမ်းခံရခဲ့ပူပါတယ်။